ဟယ်လိုအားလုံးမင်္ဂလာပေါင်း United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့အကယ်လို့ Lisandro Martinez သာပြန်လာနိုင်ခဲ့မယ်ဆိုရင်တေကြတာတစ်ခုကလူပြောအနေနဲ့ဗောနော left wing back မှာကစားနိုင်မယ်ကစားမှာဖြစ်မလားဗောညီကတို့ဘယ်လိုမြင်ကြလဲဆိုတော့လေချာကအားလုံးသိတဲ့အချိန်မှာကျွန်တော်မကြခင်ပြန်လာနိုင်တော့မယ်အတင်းတွေပြန်ကစားနိုင်တော့မယ်ဒါပေမဲ့လို့အတင်းဘက်က ဒီ ACL injury ကြုံထားရတာဖြစ်တဲ့အတွက်ဒီကစားမဖြစ်သူရဲ့ injury အခြေအနေတွေကိုကျွန်တော်ကဖြည်းဖြည်းချင်းတည်တည်ချာချာကျွန်တော်ဘောနော်ဒါရှင်ဟိုဘယ်လိုပြောလဲတည်တည်ဆန်းစစ်ပြီးတော့ဗျာအလော်ဒဂျီမဟုတ်ဘဲနဲ့တည်ချာတုံးနေရတာအဲ့တော့လူတည်ချာတာကတူတာပြန်လာမယ်လစ်ချာတာပြန်လာမယ်ဆိုရင်လစ်ချာဒီလက်ရှိနီးပြဖြစ်တဲ့ရူဘင်အမိုရင်ရဲ့3 center back မှာဆိုလို့ရှိရင်အတုံးအဝင်ဆုံးကစားမတယောက်သူတမင် left center back မှာဆိုလို့ရှိရင် passing ability တော်တော်လေးကောင်းတဲ့ကစားမတယောက်ဖြစ်တဲ့အတွက်သူသွားခြင်းနဲ့ ် MOD သွားကြမှာလေဆိုတော့ direct play တွေပို့ပြီးတော့ကျွန်တော်ထိရောက်နိုင်မယ်။ဒါအပြင်ကျွန်တော်အနေနဲ့ပေါ့နော်ကစားမားက aggressive ဖြစ်တဲ့ player ဖြစ်တဲ့အတွက် MOD ရဲ့စိတ်ကြိုက် profile မျိုးကျွန်တော်ဖြစ်တယ်။ဆိုတော့ဟိုလစ်ချာသာပြန်လာပြီဆိုရင်တေချာပေါက်လူရှောကဒါအဲ့ဒီနေရာကနေပြီးတော့ပျောက်တော့မှာဒါအပြောင်းလဲလှုပ်သုံးတာကတော့တကြောင်ပေါ့နော်။အော်လစ်ချာက ACL injury ကနေပြန်လာမှာဖြစ်တဲ့အတွက်ဒီကစားမားဖြစ်သူကိုကျွန်တော်ကပွဲတိုင်းမိနစ်90အပြည့်တော့တုံးလို့မရဘူး။ မဟုတ်ရင်ရူဒရီတို့ဘာလို့လို့မျိုးအပြည့်ဝတို့တိုင်အိုအစင်မပြေသေးတဲ့ပုံစံမျိုးကြီးဂျုံဝမှလည်းကျွန်တော်အဆိုးသေးတာအဲ့ဒီတော့ဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့ဗောနော်လစ်ချာကိုကျွန်တော်တို့ဒီသုံးနေစဉ်ကာလမှာတော့အပြောင်းလဲတွေတော့ကျွန်တော်လောက်ရမှာဗောလေဒါပေမဲ့လို့ဗောနော် left wing back နေရာမှာဆိုလို့ရှိရင်လက်ရှိ Patrick Du ကိုကျွန်တော်ကစားနေတယ်အဲ့ Luke Shaw ကျွန်တော်ရှိမယ်ဗျာနော်လစ်ချာပြန်လာရင်ပြီးရင် Diego ဒါတော့ကျွန်တော်တို့ရှိမယ်ဗော right wing back ကကျွန်တော်နေတဲ့ဒါဒါတော့ကိုယ်တိုင်လည်းကစားလို့ရတယ်လို့အာမတ်ကတော့ပုံဒီကစားမှာပဲမာဇရာဝီလည်းကျွန်တော်ရှိတယ် ရွေးချယ်စရာတွေတော့ကျွန်တော်ရှိနေပြီပေါ့နော်ဒါပေမဲ့လူရှော left wing ဘက်မှာကစားနိုင်ပါမလားပေါ့တခုရှိတာကတော့ battery တူကူကလူငယ်ကစားမတစ်ယောက်ဖြစ်တယ်ပေါ့နော်လူငယ်လေးတစ်ယောက်ကျွန်တော်ဖြစ်တယ်ကစားမကိုကျွန်တော်ကြည့်တော့လေတကယ်ရည်ချင်းရှိတဲ့ player လေးတစ်ယောက်ပဲတိုးတိုးလေးပဲဟိုဖြတ်တင်ဘောတွေမတိကြတာတို့ပေါ့နော်ဟိုပြီးလို့ရှိရင်ကျွန်တော်တို့တိုက်စစ်ကိုသွားတဲ့နေရာတွေမှာဆိုလို့ရှိရင်နေရာယူပုံအားနေတာတို့ဒါမှမဟုတ်ကျွန်တော်ကြုံနေရတော့ဟိုလူရှော့နဲ့ကျွန်တော်ကြည့်မယ်ဆိုရင်လူရှော့ကအခြေအဆက်တွေကောင်းကောင်းလုပ်နိုင်စွမ်းရှိတဲ့ကစားမတစ်ယောက်ဗျာ ဟိုအသင်းပေါ်ရင်းနဲ့ပေါ့နော်ကျွန်တော်တို့ဒါ link up play နေကောင်းကောင်းကစားနိုင်တယ်ပြီးရင်လူရှော့က crossing နေလဲတော်တော်ကောင်းနေတယ်မှာပါတယ်လူရှော့ကဖြတ်တင်ပေါ်ဒီဆိုလို့ချင်းတော်တော်ကိုတိတိကျကျကစားနိုင်နေရှိတဲ့ကစားမှာအဲ့လိုမျိုးကျွန်တော်ရှိရဒါအပြင်အဲတခုရှိတာကတော့ 1v1 နေမှာတိုင်ပတ်နိုင်တယ်ကျွန်တော် MO ရင်းက win back ကစားသမားတွေစီကနေပြီးတော့ဘာလို့ကျင်တယ်လဲဆိုရင် MO ရင်းက win back ကစားသမားတွေကိုသူကဘယ်လိုပြောမလဲ winger တွေသူကလိုချင်တာခန်စစ်ကိုအားတာတဲ့ full backs တွေပုံစံမျိုးမဟုတ်ဘဲနဲ့ ့ဝင်ဂါစစ်စစ်တီကိုသူကလိုချင်တယ်အခုလက်ရှိအာမန်တီယာလိုလို့လို့ပေါ့ဘာလို့လဲဆိုတော့ဝင်ဂါစတီမှာသူကအခွင့်အရေးတွေဖန်တီးပေးတဲ့အခါ one on one situation နေကျွန်တော်ဖြစ်နေရောတိုင်မဲ့ကစားမားနဲ့ကျွန်တော်ရဲ့အစုံကစားမားတောင်ဝန်ကစားမားနဲ့ဝင်းဘက်ကစားမားနဲ့တယောက်ချင်းတယောက်တွေ့ပြီးဆိုရင် MO တွေကအဲ့ဒီကောင်တယောက်ချင်းတယောက်ကိုရအောင်ကြောပြီးပြီဆိုတာနဲ့ပေါ့နော်နေရိုနံပါတ်1ကကစားမားနဲ့ပြန်အခြေဆက်လို့တိုက်စစ်မှာ space တွေကို attack လုပ်ပေါ့ဒါမျိုးတွေကျွန်တော်သွားကျင်တာဆိုတော့အာမက်ဒီယာလိုက right wing back မှာဂျန်နစ်ကစားမားတွေနဲ့ရှင်ရင် တိုက်စစ်ကိုသွားတဲ့နေရာမှာတတော်ကိုအဆင်ပြေနေပြီးတော့ခန်စစ်တာဒီတဲ့ပူကောင်းအောင်ကစားနိုင်မယ်ဆိုအာမက်ဒီဝင်းဘက်မှာတတော်အချီနီကောင်းသွားမှာဒါပေမဲ့လက်ဖွင့်ဘက်မှာကျွန်တော်တို့ကြည့်တော့လူရှောကစားရင်တောင်မှပေါ့နော် ကျွန်တော်လက်ဖွင့်ဘက်မှာကလိုအပ်ချက်ကရှိတယ်။ဘာလို့လဲဆိုတော့လက်ဖွင့်ဘက်မှာကစားတဲ့ကဝင်ကဆစ်ဆစ်မဟုတ်တော့တိုင်ပက်တယ်။ဖြတ်တင်ဘောတွေကျွန်တော်ရတယ်ပေါ့နော်။ဒါကဖြတ်တင်ဘောဆိုတာကလည်းကိုကပြိုင်ဘက်ကိုသူ့ဘက်ချက်မှာဖိအားပေးကစားထားနိုင်အောင်မှအဲ့ဒီကြမှာကျွန်တော်ကဖြတ်တင်ဘောတွေမျှော်လင့်ရမှာမဟုတ်ဘူး။ပြင်းလွှိုင်းနဲ့เนาะကျွန်တော်က counter attack တွေပါရလာပြီးဟေးဆိုလို့ရှိရင်ဝင်ဘက်ကစားမားတွေကတယောက်ချင်းတယောက်ကြော်ဖြတ်ရတော့မှအဲ့ကြရင်ကျွန်တော်တို့မှာ battery ဒူကူကလည်းအဆင်မပြေဘူး။เนาะ loop shot ကလည်းကျွန်တော်တို့မှာအဆင်မပြေဘူးတကယ်တမ်းပြောရရင်။ဆိုတော့ဒါလောကတော့မနေ့ပြောရင် तू က တယောက်ချင်းတယောက်ကြုံဖြစ်နေဆိုရင်ရှိတဲ့တွေမှာပါတယ်ဗျာဒီလားဒါလောကပြည်တနာကဒီကောင်ကလုံးချင်အောင်လုံနေတာနော်ပြီးရင်ဘောလုံးကလည်းတအားပြည့်တယ်တအားလည်းလောတယ်ဟိုဘောလုံးကန်တာလဲအုံနောက်ကမရှိဘူးဒါလောကအဲ့လိုလိုရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘောနော်ဒီကိုဒါလောကျတော့လေပုံသေးမရှိဘူးဖြစ်နေတယ်ဒါကြောင့်ကျွန်တော်တို့ဝင်းဘက်ကကစားမကောင်တယောက်လောက်ကျွန်တော်ရရင်မစိုးဘူးတခုတော့ရှိတာဘောနော်အသေးမှကတော့လူတွေကတော့များနေပြီဝင်းဘက်မှာကစားနေတဲ့လူတွေကတော့ကျွန်တော်များနေပြီဆိုတော့လေချာသာပြန်လာမယ်ဆိုရင်လူရှောကိုလက်ဖွင့်ဘက်မှာတုံးတာက ျွန်တော်ဘယ်တော့နည်းနည်းပို့ပြီးတော့ stable ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။သို့တော်လည်းပဲတယောက်ချင်းတယောက်တွေကြော်ဖြစ်နိုင်စွမ်းမရှိဘူးတယောက်ချင်းတယောက် quality တွေမရှိဘူးဆိုတဲ့အခြေအနေမျိုးမှာ Amorin လိုချင်တဲ့ wing backs တယောက်ရဲ့ quality ကစားဟန်နေတော့မြင်ရအောင်မှကျွန်တော်မဟုတ်သေးဘူး။အခုလက်ရှိကျွန်တော်တို့အနေနဲ့မြင်နေရတယ်လို့ပဲ။တိုက်စီကိုကျွန်တော်တို့တွားပြီးဟေးဆိုလို့ရှိရင် Ambumon ရဲ့ဒီဘယ်လိုပြောမလဲအမ်ဘာလဲအမေရဲ့အတွေ့ကတအားကိုကောင်းလာတဲ့အချိန်မှာကျွန်တော်တို့ဒီဘက်ချမ်းတစ်ချမ်းလုံးကကျွန်တော်တိုင်ပတ်နေတာ။နော်တိုင်ပတ်နေပြီးတော့ဘာတွေဖြစ်ကြလဲဆိုတော့ကုညာတယောက်ထဲကပဲလှုပ်ရှားနေရတာ။ ။ကုညာနဲ့တွဲကစားမယ်ကစားမကဟိုဝင်ကားတယောက်လိုမကစားနိုင်တဲ့အချိန်ဒီမျိုးမှာတအားတိုင်ပက်တယ်။ကုညာသူတယောက်တည်းလိုရတဲ့အချိန်ဒီမျိုးတွေဖြစ်နေတာ။အဲကြောင့်မနော်အကယ်လို့လစ်ချာလာပြန်ပါလာမယ်ဆိုလို့ရှိရင်လူရှော့ဟာပူပြီးတော့ဒူဂူတက်ပူကောင်းအောင် ဝင်းဘက်စ်မှာကစားနိုင်မယ်ကစားသမားများဖြစ်မလားပေါ့။ညီကတို့ရောဘလူးမီညလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သီးများဒီမှာလဲ။